ဘာကြောက်စရာအကောင်းဆုံးတရား73စင်ဒီကဘာမြေကြီးမှာနာမည်ကျော်တဲ့တရားပေါင်းများစွာရှိပါတယ်ထို့အထက်ကမှကဘာပေါ်ကကြောက်စရာအကောင်းဆုံးတရား73စင်အကြောင်းကိုပူပူလီ TV မှာ ပရိသတ်ကြီးတို့တင်ဆက်ပေးလိုက်ပါတယ်ရုရှားနိုင်ငံမှာတည်ရှိတဲ့ကွန်ဒင်စကီကန်ဒိုဒီတာမှာတည်ရှိတဲ့ကွန်ဒင်စကီတရားဟာလွန်ခဲ့တဲ့ရာစုနှစ်3ခုလောက်ကလက်ဆက်မတက်နိုင်ခဲ့တဲ့မီဒါလန်ဟောင်းတစ်ခုဖြစ်ပြီးခဲနေတဲ့ရေခဲမြစ်ပေါ်မှာတိဆောက်ထားတာပဲဖြစ်ပါတယ် ကားတစ်စီးသာသွားလို့ရတော့တဲ့အနေအထား6ပေသာကျယ်ဝန်းပြီးပေပေါင်း1980ပေရှိလျားပါတယ်။ခဲနေတဲ့မြေရေပြင်ပေါ်မှာတစ်သားအချိုးပွဲတွေနဲ့တိစောက်ထားပေမဲ့အဲ့ဒီတရားပေါ်မှာကားမတော်တဆမှုတွေတခါမှမဖြစ်ဘူးသေးပါဘူး။ပါကစ္စတန်နိုင်ငံရှိဟူဆိုင်နီဂျူဒရာဟူဆိုင်နီဆိုတာကတော့ပါကစ္စတန်ဘာသာစကားနဲ့မခိုင်မာခြင်းတုံလှုပ်ချောချောပဲကောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။ခက်ကြဲတဲ့တရားအပိုင်းစားတွေမခိုင်မြဲဘူးလို့ထင်ရတဲ့ ယောဒီရွာရဲ့ကျိုးတွေကိုမြင်ရုံနဲ့တင်တုံလို့ခြောက်ချားဝဲကောင်းနေပါပြီ။အနီးအနားရွာတွေမှာရှိတဲ့ရွာသားတွေကတော့ဘာမှမဖြစ်သလိုပဲဖြတ်သန်းသွားလာနေကြတာကိုမြင်တွေ့ရပါတယ်။ဒီရွာသူရွာသားတွေရဲ့ယုံကြည်ချက်ကတော့အစ္စလမ်ဘာသာရေးဆိုင်ရာတမန်တော်ကြီးအီမန်ဟူစိန်ကသူတို့ဒီတရားကိုဖြတ်ကူးနေစဉ်အတော်အတွင်အသက်အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးနေတယ်လို့ယုံကြည်ထားကြပါတယ်။ဒေသခံရွာသူရွာသားတွေဟာတပတ်ကန်းကိုရောက်ရှိဖို့နှစ်နာရီကြာအချိန်ယူပြီးဖြတ်သန်းရပါတယ်။ ဂျွာနာနီဇာကလူတွေအန္တရာယ်ကင်းစွာသွားလာနေတဲ့နောက်ကိုကြည်ချင်းအပြင်အီမန်ဟူစိန်ရဲ့ဝိညာဉ်ဟာသူတို့ကိုအမှန်တကယ်ပဲစောင့်ရှောက်နေတယ်ဆိုတာကျွန်တော်တို့ယုံကြည်ပြီးဟန်တော့မှာပါတရုတ်နိုင်ငံတီယမ်မန်တောင်မှာရှိတဲ့ Glass Kaiwol ကောင်းကင်ဘုံရဲ့တကားပေါ့လို့တင်စားခေါ်ဝေကြတဲ့တီယမ်မန်တောင်မှာတည်ရှိတဲ့ Glass Kaiwol ဟာအမြင့်ပေ1592ပေမှာရှိပြီးအရှိအအဖြစ်ပေပေါင်း1400ထိရှိလျားပါတယ်ဒီတရားဟာ နဂါးတောင်ဆောင်ကိုရစ်ပတ်ဆောက်လုပ်ထားတာဖြစ်ပြီးဖန်သားကိုသာအသုံးပြုပြီးဆောက်လုပ်ထားတဲ့တံတားဒဇင်းဖြစ်ပါတယ်။အမြင့်ပေပေါင်းတစ်ထောင်ကျော်မှတိစောက်ထားတာကြောင့်ဒီတံတားပေါ်မှာလမ်းလျှောက်ရင်းကောင်းငင်ထက်လေယာဉ်နဲ့လမ်းလျှောက်နေသလိုခံစားရမှာပါ။တခုတော့ရှိပါတယ်။ကြောက်တတ်တယ်ဆိုရင်တော့အောက်ကိုလုံးဝငုံမကြည့်မိပါလိမ့်မယ်။ဂျပန်နိုင်ငံရှိအီရှီမာအိုဝါရှိတံတားမတ်ဆောက်တဲ့တောင်ကုန်းတံတန်တိစောက်ထားပြီးကမ္ဘာပေါ်မှာဒီလိုပုံစံတံတားမျိုး နောက်ထပ်ရှိနိုင်မယ်မထင်ပါဘူး။အီရှီမာအိုဝါရှိကို မတ်ဆုနဲ့ဆာဂီယာမိုနာတို့ညွန့်မြူကြားမှာတိဆောက်ထားတာဖြစ်ပြီး အရှိအကွာအဝေးအပြင်တမိုင်တိတိရှိပါတယ်။မဆောက်တဲ့ဂုံးမြင့်တဲ့တိဆောက်ထားရတဲ့အကြောင်းရင်းကတော့တရားအောက်ကမြေထဲမှာတင်မောရီလွယ်ကူစွာဖြတ်သန်းသွားလာနိုင်မှုပဲဖြစ်ပါတယ်။တင်သာဂျပန်ကိုရောက်ခဲ့ရင်အဲ့ဒီထူးဆန်းတဲ့တရားကိုတွားရောက်လည်ပတ်ဖို့မမိပါနဲ့။တရုတ်နိုင်ငံရှိကျန်းကြားကျက်ဖန်တရာကျန်းကြားကျက်သဘာဝအမျိုးသားဥယျာဉ်မှာတည်ရှိတဲ့ဒီတရားဟာကဘာလက်ခရီးသွားတွေကိုဆွဲဆောင်မှုအတွက် တိဆောက်ထားတာပဲဖြစ်ပါတယ်။အမြင့်ဘီ980မှာတည်ရှိပြီးအရှေ့လျားအဖြစ်1430ဘီရှိပါတယ်။ဒီတရားကိုအစ္စရေးပြည်သူ့ပညာရှင် Haim Dalton ကတိဆောက်ထားတာဖြစ်ပြီးလူပေါင်း800နဲ့ညီများတဲ့အလေးချိန်ကိုသာခံနိုင်ရှိတယ်လို့ဆိုပါတယ်။လူပေါင်း800သာဆန့်နေဆိုပေမဲ့ဖွင့်ပွဲရတုန်းကတော့အဲ့ဒီတရားပေါ်ကိုလူဦးရေ8000ကျော်လာရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ကြိုးကြပျက်စီးခြင်းတော့မရှိခဲ့ပါဘူး။တရုတ်နိုင်ငံရှိ Longjian ကျူတရာ တရုတ်ပြည်သူသမ္မတနိုင်ငံယူနန်ပြည်နယ်ရှိဘောင်ရှန်းနဲ့တန်ချုံမျိုးတို့ကိုဆက်သွယ်ထားတဲ့ဒီဂျူရတာဟာအမြင့်ပီ920အထက်မှာတိဆောက်ထားပြီးအရှိအအဖြင့်3924ပြီးရှိလျက်ပါတယ်။တရုတ်ဆိုရဟာဒီတရားကိုတိဆောက်ဖို့ယွမ်1.69ဘီလီယံထိအကုန်ကျခံခဲ့ပါတယ်။ကမ္ဘာအရှိလျသောဂျူရတာတစ်ခုအဖြစ်စည်ရင်းထည့်သွင်းသတ်မှတ်ထားခံရပြီးသူ့ရဲ့ထူးခြားချက်ကတော့ဂျိုးကိုသာအသုံးပြုပြီးထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံရှိ Titlis ဂျူရတာ ီတံတားဟာတခြားတံတားတွေနဲ့မတူပဲဆက်ယုံထုတ် steel တမျိုးတွေကိုသာအသုံးပြုပြီးတိဆောက်ထားတဲ့တံတားတစ်စင်းဖြစ်ပါတယ်။အမြင့်ပေ1000နဲ့အထက်မှာတည်ရှိပြီးအရှည်ကတော့320ပြီးရှည်လျားပါတယ်။အကျယ်အားဖြင့်3မီတာကျယ်ဝန်းပြီးလူနှယောက်စာလက်တွဲသွားလာလို့ရတဲ့အနေအထားမှာရှိပါတယ်။တံတားရဲ့ကျန်းမြေဟာဆက်ယုံထုတ် steel စကားပေါက်ကိုအသုံးပြုထားတာကြောင့်လမ်းလျှောက်တဲ့အခါတိုင်းပြည်တောင်းကျော်အနက်ရှိတဲ့ရေခဲပြင်ကြောက်ကဘာကြီးကိုအတိုင်းသားမြင်တွေ့နေရမှာပဲဖြစ်ပါတယ်။ ကြောက်တဲ့ရင်တော့အောက်ကိုငုံမကြည့်တာတင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဆီဇလန်နိုင်ငံရှိ Trif ဂျိုဒရာတောင်ထိုင်းနှစ်ခုကြားကလေယာဉ်နယ်ထဲမှာတည်ဆောက်ထားတဲ့ Trif ဂျိုဒရာဟာမြင်ရသူတိုင်းကိုကြောချမ်းစေပါတယ်။အမြင့်ပေ330နဲ့အထက်မှာတည်ရှိပြီးလက်ရန်းကိုနီဘောစတိုင်တုံညူရန်ပုံစံမျိုးဖွဲ့စည်းပုံပေါ်လာပါတယ်။အရှိအအဖြစ် P600 ရှိပြီးအကျယ်ကတော့လူတကူစားသွားလို့ရလောက်တဲ့အနေအထားမှသာရှိလို့နေပါတယ်။ပေပေါင်း300ကျော်နဲ့တဲ့အသူရကြောက်ကြီးထံမှာ လှုပ်ရမ်းနေတဲ့ကျူရတာပေါ်လမ်းလျှောက်ရမယ့်အဖြစ်ကိုတွေးကြည့်ုံနဲ့တင်ကြောချမ်းစီဟာကောင်းနေပါပြီ။အိုင်ယာလန်ရှိ Greek Grady ကျူရတာ Greek Grady ကျူရတာကို1960လောက်တုန်းကတငါသေးရီငါးဖန်းချဖို့တိစောက်ခဲ့တာပဲဖြစ်ပါတယ်။ထိုအချိန်တုန်းကတော့ဒီတရားမှာတနည်းကိုဆယ်မွန်က300နီးပါးဖမ်းမိတာကြောင့်တငါသေးရီအကျိုက်ဆုံးနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2002ခုနှစ်မှာမြစ်ဟာတိမ်ခေါ်သွားပြီးဆယ်မွန်ကအပါအဝင်ရင်းနှီးတရဝအားလုံးနီးပါး တည်ဆုံးကုန်တာကြောင့်တံငါသေးတွေမလာရောက်တော့ဘဲလေပတ်စရာနေရာတစ်ခုဖြစ်တာကြံရှိနေပါတော့တယ်။ကနေဒါနိုင်ငံရှိ ကပီလာနိုဂျူရတာကနေဒါနိုင်ငံကပီလာနိုဘန်းညာမှာတည်ရှိတဲ့ကပီလာနိုဂျူရတာဟာအမြင့်ပေ930ထက်မှအထူးရှိပြီးပေပေါင်း460ရှိလျားပါတယ်။ဒီဂျူရတာဟာစင်အကောင်ရေ68ကောင်တန်ချိန်ပမာဏကိုတော့ခံနိုင်ရင်ရှိတာကြောင့်လူပေါင်းများစွာတပြည့်နက်တည်းသွားလာလို့ရတဲ့အနေအထားမှာရှိပါတယ်။ ကပီလာလိုတရားပေါ်ကမြင်ရတဲ့ရှုခင်းဟာအတော်အတန်ကိုလှပတာကြောင့်ကဘာလဲခရီးသွားတွေအကြိုက်တွေဆိုနေရာတစ်ခုလို့လဲပြောလို့ရပါတယ်။လန်ကာဝီကောင်းကင်တရားမလေးရှားနိုင်ငံမှာတည်ရှိတဲ့လန်ကာဝီကောင်းကင်တရားဟာဆိုရင်ပင်လယ်မျက်နှာပြင်အထက်2180ပေမှာတိစောက်ထားတာဖြစ်ပြီးအရှိအအနေနဲ့430ပေရှိလျားပါတယ်။ဆောင်းဝိုင်းတဝိုင်းရဲ့အချင်းဝက်ပုံတံတန်တိစောက်ထားပြီးမလေးရှားနိုင်ငံကိုအပေါ်စီးကမြင်တွေ့လို့ရမယ်နေရာတစ်ခုပဲဖြစ်ပါတယ်။ ေပေါင်း2000ကျော်မှတိစောက်ထားတာဖြစ်လို့တရားပေါ်မှာရက်နေတဲ့အခါတိမ်တွေပေါ်ရောက်နေသလိုခံစားရစီမှာပါမက္ကဆီကိုနိုင်ငံမှာတည်ရှိတဲ့ပွန်တီအိုဂျူလာမက္ကဆီကိုနိုင်ငံမာဘီမီမြို့မှာတည်ရှိတဲ့ပွန်တီအိုဂျူလာတရားဟာပေပေါင်း400ကျော်ရှိလျားပေမဲ့ခြေကျင်သာသွားလို့ရတဲ့တရားစင်ဖြစ်ပါတယ်တင်သားဆွေးမြည်တွေတန်ကြီးတက်နေတဲ့စတီးလယံတွေကိုကြည်ချင်းအပြင်သူ့ရဲ့တက်တန်းဟာအတော်အတန်ကြာမြင့်နေပြီဆိုတာခံမှန်းလို့ရနိုင်ပါတယ် ဒီတရားကို1898မှာတည်ဆောက်ခဲ့တာဖြစ်ပြီးမူလပထမစက်မှုထွန်းကားခဲ့တဲ့နေရာဖြစ်တာကြောင့်ဟောင်းလွမ်းနေတဲ့သမိုင်းဝင်စက်ရုံပုံစံအဆောက်အဦတွေကိုအများဆုံးမြင်တွေ့နေရတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရှိအိုက်ချိုက်ဂျူဒရာတရုတ်နိုင်ငံဟူနေပြည်နယ်မှာတည်ရှိတဲ့အိုက်ချိုက်ဂျူဒရာဟာအမြင့်ပေ1102ပေမှာတည်ရှိပြီးအရှေ့အာဖြင့်ပေပေါင်း3960ပေရှည်လျားပါတယ်။တရုတ်ဆိုရအမေရိကန်ဒေါ်လာ280အကုန်ကျခံတည်ဆောက်ထားတာဖြစ်ပြီး ခြုံချင်းနဲ့ချမ်းရှာမျိုးနှမျိုးကြားကလမ်းမဆက်သွေးဤပုံမကောင်းမွန်လာစေဖို့ကြီးရွယ်ချမ်းနဲ့ပဲဆောက်လုပ်ထားတာဖြစ်ပါတယ်။ခြုံချင်းချမ်းရှာဟိုင်ဝေးလမ်းမှာရှိတဲ့ကြီးရှုံချားတုံမျိုးနှမျိုးကြားကမူလခရီးသွားခြင်းဟာ၄နာရီကြာမြင့်ခဲ့ပြီမယ်။ဒါသာဆောက်လုပ်ပြီးနောက်ပိုင်းမှာတော့ခရီးသွားခြင်းဟာတနာရီသာကြာမြင့်မှာတော့လေ။ပြပောင်းတထောင်ကျော်ရှိတဲ့တောင်နှလုံးကိုဆက်သွယ်တိဆောက်ထားတာဖြစ်ပြီးတရားအောင်မှာမြို့ရများစွာကြန့်ရှိနေသေးတာကိုမြင်တွေ့ရမှာပါဒီလောက်လှတဲ့ရှုခင်းဘာနဲ့မှတော့လင်းနိုင်မယ်မထင်ပါဘူး အခုတင်ဆက်ပေးသွားခဲ့တာကတော့ကမ္ဘာကြောက်စရာအကောင်းဆုံးတရား73သိန်းအကြောင်းပဲဖြစ်ပါတယ်။ပူပူလေး TV မှာတင်ဆက်ပေးတဲ့အကြောင်းအရာတွေကိုနောက်ထပ်လေ့လာကြည့်ရှုနေတဲ့ဆိုရင်တော့ပူပူလေး YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။